ကြီးကိုမမောင်းခေါ်လိုက်ကိုကြီးခေါ်လိုက်အဲအဲ့လိုခေါ်တာမျိုးစုံခေါ်တာကိုကြီးပေါ့ဟုတ်တယ်ကိုကြီးဆက်ကိုကြီးကိုမောင်းလို့ခေါ်ကြတယ်ဘာလို့လဲဟမ်ဘာလို့လဲသူကြိုက်လို့လေမျိုးမျိုးခေါ်ရလေသူ့ရက်တာမျိုးစုံပေးရမယ်ဒါပဲစိတ်ချမ်းသာမှုဆိုတော့တော့အပြည့်မရှိနေပါဘူးဟိုတယောက်တယောက်ခွင်လွတ်ခွင်လွတ်ပေးရမယ်အိမ်တော်ရင်းမှာတယောက်ကိုနားလေပေးရမယ်ပြည့်စုံနေကောင်းမွန်နေဆိုတာတော့ဘယ်သူမှမရှိဘူး တရားမလားအဲတရားရဲ့အားနည်းချက်ကိုတရားကနားလေပေးလို့ဒါရရှိသွားကြပါဘောနော်အခုလေအမားတို့ကအဲ့လိုလိုပေါ့တရားကိုတရားလိုအပ်ချက်ကိုညှိပေးတယ်ပြီးရင်ကိုကြီးအာကြိုက်ဘူးမလုံးနဲ့အဲ့လိုပြောရတယ်သူသူအဲ့လိုတန်လေးနဲ့ပြောတာပေါ့နော်ပါတာနော်အဲ့လိုတန်းလေးလားဟိုအဲ့ဒါယူရလို့ပြီးတော့မကြိုက်ဘူးလို့အဲ့လိုမျိုးအဲအဲ့လိုပြော तू อ่ะဩဟလာအဲ तू อ่ะပြင်မိတယ်နားလဲပြီးတယ်အဲကိုမကြိုက်တာလဲ तू อ่ะမလုပ်ဘူးအဲအဲ့လိုအဓိကနားလဲမှုနဲ့ဒီဖြတ်တန်းသွားရဲဆိုတော့ အခုချိန်ထိတော့စိတ်ချမ်းသာနေရတာပေါ့အမတို့ကလည်းအိမ်တော်သက်15နှစ်ကျော်ပြီပေါ့အမသမီးလေးတောင်မှ73နှစ်ပြည့်ပြီအဝတ်စားတွေကစာသူသူသွားရင်ကုန်ပါတယ်ခြေပြားကနေကောင်းများတိကုန်ပါတယ်အမသာမွေတက်တာသူကအကုန်သူသမီးအတွက်ကောအမအတွက်ကောအကုန်စင်ပေးတာအမဘာမှမပင်ပန်းအောင်อืมသူအကုန်တည်တယ်ဟုတ်တယ်ဟုတ်တယ်အကုန်အကုန်အကုန်ဘလို့ရှာယူတာလဲပြောပါဦးမမေရှာပေးတာတကယ်လားငါးစားတာပါအမကြိုက်လို့မရှူတာပေါ့ ယောက်ျားတွေကိုစိတ်ကုန်တယ်ဆိုတော့လူရှိရုံတန်းမှာပဲရှိတာပါအပြင်မှာတကယ်စိတ်ကုန်ပါမယောက်ျားကိုပြောတာပါတကားစားတာပါအဲဒီကားလေးပါအမမွေးဆိုတဲ့ဟိုအပြူကြီးအမမပေါ့နော်အပြူကြီးမမဒါထုံးစံအတိုင်းပေါ့အချိန်တန်တော့အချိန်တန်အရွယ်ရောက်တဲ့အချိန်သူ့အတူမရှာထားတဲ့ခါကျတော့အခုကောင်လေးကိုမြင်ပြီးတော့ကြိုက်တဲ့ကောင်မလေးပေါ့နော်ကောင်မလေးမဟုတ်ပါဘူးအပြူကြီးပေါ့ ခုနကကိုစောကပြောသေးတယ်ဘာကောင်မလေးလေတဲ့အာအဲကိုကပြောနေကြဖြစ်နေပြီကိုကိုကိုအသက်ကြီးရလို့ဘယ်တော့မှမမြင်ဘူးဒါပေမဲ့အသက်ကကြီးနေပါပြီလို့ဘူကြီးတကူကြီးဘူကအကောင်းဆုံးပဲယောက်ျားကိုမယူနဲ့မကောင်းငါကြားဘူးတာတော့ယောက်ျားယူရင်ကောင်းနေဆိုကောင်းတဲ့ဘက်မှာရှိရလေအမအကြိုက်တာလေဟိုမှာဟိုမှာဟိုဟာချောတာ तू อ่ะ तू อ่ะအဲ့လိုလေ तू อ่ะဒါ तू อ่ะစိတ်ကုန်နေပြောပြီး तू ကယောက်ျားကြီးတယောက်ကြီးယူတာလေကိုကစိတ်မကုန်ဘူးပြောပြီးတယောက်မှမရတာ အဲ့လိုဖြစ်နေကုတ်ကာရီတာပြမကောင်းတယ်လေအမအိမ်တော်ကြီးကောင်းတော့အမကောင်းတယ်ပဲမြင်တာပေါ့ကိုကြီးကိုအမမောင်းခေါ်လိုက်ကိုကြီးခေါ်လိုက်အဲ့ဟာအဲ့လိုခေါ်တာမျိုးစုံခေါ်တာကိုကြီးပေါ့ဟုတ်တယ်ကိုကြီးဆယ်ကိုကြီးကိုမောင်းခေါ်ကြတယ်ဘာလို့လဲဟမ်ဘာလို့လဲသူကြိုက်လို့လေမျိုးမျိုးခေါ်ရလေသူ့ရက်တာမျိုးစုံပေးရမယ်ဒါပဲလာပါဘူးပြမမားထလာရသူအများကြီးပဲဒီတက်ရွယ်နဲ့တကယ်တော့အခါချက်အမတော့ပြန်ငီးရဟဲ့သူတို့ကအဲ့လိုလာကြတာလားတကယ်ဖះစု ပြင်မှာဒီထက်လာရအများကြီးပဲရှိတယ်ဟုတ်တယ်ဟိုအမအမထက်လဲဟိုသူကအဒီနှစ်နှစ်လောက်ကြီးရေပေါ့နော်အမအပေါ်မှာနားလဲပြီးတော့အဓိက အမဘွားနားလဲရတဲ့အမဘာပဲလှုပ်ချင်လှုပ်ချင်သူကဖြည့်စည်းပေးတာလုံးဝမငင်းတာ အမအဲ့ကန်ကောင်းနေရပေါ့အဲ့လိုမျိုးဟိုအမြဲစကားအကုန်မပြောပါဘူးဟိုအမြဲတမ်းလည်းဖြစ်ချင်မှဖြစ်မှာပေါ့နော်ဒါပေမဲ့အခုချိန်ကြီးတော့ကောင်းနေသေးတော့အမအခုချိန်ကြီးတော့စိတ်ချမ်းသာနေရတာပေါ့နော်အမလိန်ပါတယ်လေအဲဒီကိုယ့်ရဲ့ဝါနာပရအနုပညာအလုပ်ရဲ့အဲကိုဟိုကိုကြီးကဒီတက်ခွန်းဆိုခွန်းပဲလေမသွားနဲ့ဆိုမသွားဘူးလေနော်ဒါပေမဲ့ရကြလာအတူတူသွားကြည့်မယ်ပါလာတယ်လေအဲ့တော့အဓိကတော့မဟုတ်ပါဘူးဟိုတယောက်နဲ့တယောက်အိမ်တော်ကြီးမှာနားလည်မှုရယ်ဟို စိတ်ချမ်းသာမှုဆိုတာတော့အပြည့်မရှိနေပါဘူးဟိုတယောက်တယောက်ခွင့်လွတ်ခွင့်လွတ်ပေးရမယ်အိမ်တော်ရင်းမှာတယောက်ကိုနားလည်ပေးရမယ်ပြည်စုံနေရယ်ကောင်းမွန်နေရယ်ဆိုတာတော့ဘယ်သူမှမရှိဘူးသိရမလားအဲတယောက်ရဲ့အားနည်းချက်ကိုတယောက်ကနားလည်ပေးလို့ဒါရည်ရှိသွားကြပေါ့နော်အခုလေအမားတို့ကအဲ့လိုလိုပေါ့တယောက်ကိုတယောက်လိုအပ်ချက်ကိုညှိပေးတယ်ပြီးရင်ကိုကြီးအာကြိုက်ဘူးမလုံနဲ့အဲ့လိုပြောရတယ်။ तू तू အဲ့လိုတန်လေးနဲ့ပြောရပါတော့။ ပါတာနော်အဲ့လိုတန်းလိမ့်လာဟိုယူအဲ့တော့ယူတာလို့ပြီးတော့မကြိုက်ဘူးလို့အဲ့လိုမျိုးအဲအဲ့လိုပြော तू อ่ะဩဟလာအဲ तू อ่ะပြင်ပြီးတယ်နားလဲပြီးတယ်အဲကိုမကြိုက်တာလဲ तू อ่ะမလုပ်ဘူးအဲအဲ့လိုအဓိကနားလဲမှုနဲ့ဒီဖြတ်တန်းသွားရဲဆိုတော့အခုချိန်ထိတော့စိတ်ချမ်းသာနေရတာပေါ့ပြင်ပေးဘူးကိုကြိုက်တာကိုရအောင်ကိုကစီယုံယူတာကိုအဲ့တော့ဘလို့အာအဲတကြီးနဲ့သူ့အပြင်ကပြောင်းလာအော်ဟုတ်လားမလုံနဲ့သူကလှုပ်ဖြစ်သွားအဲ အချွဲတော်အော်မို့ तू ဟာကိုပွင့်လင်းတာထင်တယ်ကိုကလည်းအဲ့လိုဟာမဆောင်တတ်ဘူးဦးဝင်လင်းလင်းပဲဟိုဟိုပဲများတဲ့နေရာမှာမပါဘူးကိုကလိုပဲများအဲတခါကြီးကျရင်ကိုမူပြကိုစိတ်ကောက်ရင်တော့ဘာလို့စိတ်ကောက်တယ်ဆိုတာသူ့ကိုပြောတာအဲတခါကြီးကျရင်တချို့ဟိုမျိုးသားသူကိုကြီးကအမြဲပြောတယ်ဘာလဲဆိုတော့အဲကိုမိမဘာလို့စိတ်ကောက်သွားလဲဆိုတော့ तू ကသိရတယ်အဲ့ခါကျတော့ဘာလို့ပြရမလဲဆိုတော့အဖြေသိတယ်ခါကျရင်တချို့ဟိုကလည်းက ဘာကောက်လို့ကောက်သွားမှမသိတာလေမသိတဲ့ခါဆိုသူဘာချိုးလို့ချိုးအောင်မှမသိတော့တိုက်ပတ်တယ်ကြီးအခုသူ့မှာကြတော့ယောက်ျားမှာကြတော့အဲ့လို strap မျိုးမရှိတဲ့ခါကြတော့အဲအဆင်ပြေတယ်ပေါ့နော်အဲသူကအဲ့ကိုကျေးဇူးတင်တယ်ကိုကအဲ့လိုအမြဲပွင့်လင်းနေတဲ့အတွက်ပေါ့နော်ဟောပြောဟန်လည်းမဆောင်ဘူးပြေအမဆောင်တတ်ဘူးအမကလေးပါဆိုဥမာပြောအမအမကတမိလေးရှိတယ်ဒါမဲ့ तू ကဘယ်တော့မှဟောသူ့မှာတမိနှစ်ယောက်ရှိတယ်အမြဲပြောတယ်အဲ့ဆိုတင်းပြီးတော့အမဆိုအမအတမိကြီး ဘဝသမီးငယ်အဝတ်စားတွေအစား तू तू သွားရင်ကုန်ပါတယ်ခြေပြားကနေကောင်းများတိကုန်ပါတယ်အမသာမူရတတ်တာ तू ဟာအကုန် तू သမီးအတွက်ကောအမအတွက်ကောအကုန်စင်ပေးတာအမဘာမှမပင်ပန်းအောင်อืม तू အကုန်တည်တယ်ဟုတ်တယ်ဟုတ်တယ်အကုန်အကုန်အကုန်လူရှာနေတာလည်းပြောပါဦးမမေရှာပေးတာလကားစားတာပါအမကြိုက်လို့မရှူတာပေါ့ ဒါမဲ့လေလူတယောက်ကံဆိုတော့ပြောလို့မရအောင်လေဘလို့ပဲလာလာလာတဲ့ကြောင်တော့ခံနိုင်ရှိအောင်တော့စူးစမ်းရမှာပဲဟိုကောင်းခဲ့တဲ့အများရန်ကောင်းနေရလားဆိုတော့မဟုတ်ဘူးလေလူတွေကနော်ဟိုဒါမဲ့လေစိတ်ချမ်းသာအောင်နေတတ်ဖို့လိုတာအဲဟိုစိတ်ချမ်းသာမှာပဲတွေးစိတ်ချမ်းသာတာပဲနေပြီးတော့ဟိုအဆိုးနဲ့အကောင်းနဲ့ဆိုတော့အများရန်ဒွန်တွဲနေတာအဆိုးကိုအများရန်ပိုက်မနေဘူးအာကောင်းတဲ့ဟာကိုပဲလက်ကင်ထားပြီးတော့ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းတယ် အဲ့ဒါကဟိုမကောင်းတာမရှိတာမဟုတ်ရှိတယ်လေဒါပေမဲ့အမားတို့ကလက်မခံဘူးအဲ့ဒါကိုနော်ဟိုဒီလိုမျိုးဟိုပျော်အောင်ပဲစိတ်ချမ်းသာအောင်ပဲအဓိကဖြတ်တန်းသွားတယ်ရေရှည်တော့မသိဘူးနော်အမအခုဒီရင်ကတော့အမအဒါအမဒါစိတ်ချမ်းသာနေရတယ်ပေါ့အမတို့ကလည်းအိမ်အောင်သက်15နှစ်ကျော်ပြီပေါ့အမသမီးလေးတောင်မှ73နှစ်ပြည့်ပြီရှိတော့ရှိပါတယ်မသိလို့နေမှာပါဟိုဘော်လေးအကုန်လုံးမပြောမိကြလို့ဟိုဟာဆိုတော့ ဒီဒီလိုထင်နေစိတ်ချမ်းသာတဲ့ခါကျတော့ဘယ်သူမှ line မတက်ပြီးပြောမနေဘူးလေစိတ်ဆင်းရဲတဲ့ဟာပဲပြောမိတဲ့ခါကျတော့လူတွေအကုန်လုံးထဲမှာ mindset ထဲမှာစိတ်ဆင်းရဲတဲ့ဟာတွေပဲဝင်နေတာပေါ့ဟိုပြီးတော့လဲဒါကြီးကကျမရောကျမယောက်ျားဘလူတွေထားပါရဲဆိုတက်ပြီးကြွယ်နေရအောင်လဲဘယ်သူမှမလုပ်ချင်ဘူးလေအဲ့ဒါကြတော့အမြင်ကတ်ခံရမယ်လေဟုတ်တယ်မလားအဲ့ဒါကြတော့ပြောမနေဘူးဘူးတော်မှမဟုတ်ပြေစကားဆက်မိလို့ပြောမိတာမဟုတ်ပြေဘယ်တော့မှပြောဘူးလို့လဲအဲ့လိုပြောဘူးပါဘူးအဲ့ဆိုကံမမြင်ရတဲ့ကံကိုမဟုတ်ပြေအရန်ကြောက်တယ် ကန်နေဟိုကို့မှာဘာကန်ပါလာမလဲဆိုတော့ကိုမသိဘူးကိုကအကောင်းဆုံးတော့တိဆောက်တာပဲဒါပေမဲ့အစိုးတဲ့ဂျုံလာတဲ့ခါကျရင်လည်းရင်းဆိုင်နိုင်အောင်တော့တတ်တိရှိရမယ်လीနော်မဟုတ်ဘူးမျိုးသားတွေအတွက်လည်းမျိုးသားတွေဘက်ကလည်းအများကြီးလိုတယ်အမအိမ်ဆောင်တစ်ခုမှာအမထင်တာဗောနော်အမျိုးသမီးကဘလောက်မပေါင်းခြင်းမပေါင်းခြင်းနေအဲ့ယောက်ျားမကွာဘင်းမရအောင်တိလာတိလာအဲ့ယောက်ျားမကွာဘူးဆိုရင်အဲ့အိမ်ဆောင်ကြီးကွဲလို့မရအောင်နော်အော် နှစ်ယောက်လုံးမှာလည်းမူတည်တယ်နှစ်ယောက်လုံးမှာလည်းလူတည်တယ်အိမ်တော်ကြီးမှာနှုံးနှစ်ဖက်ပဲလူတယ်နှုံးနှစ်ဖက်လုံးလူတယ်မိန်းမတွေအရန်ကောင်းနေပြီယောက်ျားကမကောင်းလဲအဲ့အိမ်တော်ကြီးကရေရှည်ဘလို့လို့ဟိုဟာဖြစ်မှာလဲစိတ်ကုံလာမှာပေါ့နော်နှစ်ဦးနှစ်ဖက်ကတော့ပြနေမှရမှာအာကားလေးကလေဟိုထရိုတီတီဒါဖြစ်ရမှန်လေးတိလာဖြစ်ရမှန်ဇလန်းလေးကိုမှအခြေခံပြီးရိုက်ထားတာဒီဇလန်းအဲ့အခါကျတော့ပြိသက်တွေအတွက်မိသားစုတွေမှာ အနစ်နာခံတဲ့သူကပိုပြီးပင်ပန်းနေဆိုရဲရက်တာလေးလည်းပါတယ်အဟာတာကြီးပဲမဟုတ်ဘူးနဲမိသားစုရဲ့ဒရာမာလေးလည်းပါတယ်အနစ်နာခံမှုတွေပြီးတော့ဟာတာဘေးကဖြည့်ပေးထားတာပဲတကယ်တမ်းကျတော့မောင်နှမရဲ့ဒီဒီဒီဒရာမာစကလေးလည်းပါတယ်ဗောနော်ဟုတ်ကြီးတက်လို့ရှိရင်ခဏအပန်းဖြေပဲစကားလေးဖြစ်တဲ့အတွက်လာရောက်အားပေးကြပါလို့မူပြီးဖိတ်ခေါ်ပါရရှင်